မင်္ဂလာပါရှင်2025ခုနှစ်မေလ25ရက်နေ့ရက်မွန်တက်7နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။မြင်းချံနထိုးကြီးတောင်သားနယ်ငဇုံမှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာ12ခုကိုခရိုင်အစ်စ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား50ဦးထက်မနည်းသေဆုံးခဲ့ပြီးလက်နက်28လက်သိန်းစီရရှိခဲ့ပါတယ်။ဝစီဘိတ်ဖုန်ကြီးခေါ်လို့တိုင်းတုံမှာမင်းအောင်လိုက်လင်မယားက လောကတရဖူဇေဒီဖျားထပ်ပနာရတရားခြေပွဲနဲ့စေယုံဖွင့်ပွဲတွေလုပ်နေပါတယ်စစ်ကောင်စီတပ်ကစစ်ပွဲမနိုင်တာကြောင့်ပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ KNU တပ်မဟာတပ်တာဝန်ရှိသူကပြောပါတယ်မွန်ရင်ခရိုင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်တပ်ကြီးပိုင်းလင်မယား၂ဦးပွဲချင်းပြီးတေဆုံးခဲ့ရပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU ကယနေ့နှစ်နက်ပိုင်းမှာထပ်မံထိုးစစ်ဆင်နေပါပြီ။ ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်တဲဆန်နိုင်ချိန်တိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းကြံမြို့နယ်၊နထိုးကြီးမြို့နယ်၊တောင်သာမြို့နယ်၊ငဇိုမြို့နယ်မှာရှိတဲ့ဂျမ်ဘတ်စစ်တပ်တပ်ဆွဲထားတဲ့နေရာဆက်နှစ်ခုကိုခရိုင်အစစ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား50ဦးထပ်မင်းတေဆုံးခဲ့ပြီးလက်နက်28လက်သိန်းစီရရှိခဲ့တယ်လို့ကိုမြင့်ဆောင်အညာမြေ Operation အဖွဲ့မှတာဝန်ရှိသူတူကပြောပါရယ်။မေလ15ရက်နေ့ကစပြီး မြင်းချံမြို့နယ်စီမီကုံရဲစခန်းမြင်းချံမြို့နယ်တောက်ပြုတ်ရွာပြူစခန်းမြင်းချံမြို့နယ်တောင်ရှိဂိတ်အထိုင်းစခန်းမြင်းချံမြို့ဆက်ရှိရက်ကွက်နယ်ခရိုင်ထွေအုပ်ယုံနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းနထိုးကြီးမြို့နယ် gas pipeline နဲ့မြို့မစခန်းနထိုးကြီးမြို့နယ်ဇီးရွာအနီးစစ်ကြောင်းတောင်တာမြို့နယ်ထနောင်းကုန်းပြူစခန်းတောင်တာမြို့နယ်မြို့ဝင်ဂိတ်တောင်တာမြို့နယ် gas pipeline ငဇုံမြို့နယ်မြို့ဝင်ဂိတ်နဲ့ ငစုံမြို့နယ်မြို့သာဘန်ဆောက်ကင်စခန်းလို့ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုခရိုင်အစစ်အစစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအတန်းဖတ်စစ်တပ်ဘက်မှစစ်သားရဲနဲ့ပြူစောကြီးတွေအပါအဝင်60ဦးထက်မနည်းတေဆုံးကအများပြားတန်ရာရရှိခဲ့ပြီးလက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းများလည်းတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ထီထွေးတိုက်ပွဲအတွင်းအတန်းဖတ်စစ်တပ်ဘက်မှလေရင်ပစ်ကူအဖြစ် Death Fighter, Wind Dragon, MI-35 တို့နဲ့အစမတန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော်လန်ရေးရဲဘော်တွေအထိခိုက်မရှိစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်တန်ဖတ်စစ်တပ်ထံမှာ MA11 နှစ်လက် MA13 သုံးလက် G3 နှစ်လက် MA3 သုံးလက်ပါရီနှစ်လက်ကာပိုင်တစ်လက်လက်လုတ်အတူတစ်လက်ကိုလုံးနှစ်လက် M22 လက်လုတ်တစ်လက် MA1 ရှစ်လက် MA2 နှစ်လက်ကြီပေါက်43ခု G3 ကြီး 910ဒေါက်5.56 G 9.64ဒေါက်9မမကြီး268ဒေါက်7.63မျိုးကြီး2988ဒေါက်ကာပိုင်းကြီး148ဒေါက်ရှေ့ထွက်မိုင်း2လုံး M9 G 46လုံး16မမ28လုံး RPG အဖူး9ဘူး RPG ပို့ကြီး6ဒေါက် လက်ပစ်ဘုံ15လုံးနဲ့နေမိုင်း23လုံး8 channel jammer တစ်လုံး6 channel jammer တစ်လုံးမိုင်းရှာဆက်တစ်လုံးဆိုင်ကယ်15စီးကျောင်းဝေ69သိန်းနဲ့ဆက်ဆက်အတုံးဆောင်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်စစ်ဌာနမှခရိုင်ကုတ်ကဲရေးမှုရဲ့စီမံကုတ်ကဲမှုနဲ့မြင်းကြံခရိုင်ကိုမန်ဒိုမြင်းကြံခရိုင်တပ်ရင်း1234689030မြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့မြင်းကြံမြို့နယ်ပါကာဖ နထိုးကြီးမြို့နယ်ပါကဖတောင်တာမြို့နယ်ပါကဖငစုံမြို့နယ်ပါကဖကြောက်ဆဲကွန်မန်ဒိုမိတ်ချီလာခရိုင်အမှတ်3တရင်နေပြည်တော်အမှတ်801တရင်တဒဦးမြို့နယ်ပါကဖမိတ်ချီလာပါကဖတို့ပူးပေါင်းကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မေအောင်လိုင်လင်မယားကသူတို့ကိုကိုွယ်တဲ့ဝစီဘိတ်ဖုန်ကြီးခေါ်လို့တိုင်းတုံထီသွားပြီးလောကတရကူဇေဒီဖျားချပနာရတရာခြေပွဲနဲ့ဆေးရုံဖွင့်ပွဲတက်ရောက်ခဲ့တယ်လို့စစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်။ မေလ23ရက်နေ့ကတည်းကတိုင်းတုံကိုရောက်ရှိခဲ့တဲ့မင်းအောင်လိုင်းလင်မယားကဝစီဘိတ်ဖုန်ကြီးရဲ့ခေါ်ယူမှုကြောင့်ဖုန်ကြီးကိုအဓိကတွားရောက်တွေ့ဆုံတာဖြစ်ပြီးဝစီဘိတ်ဖုန်ကြီးဥဆောင်တည်ဆောက်နေတဲ့ပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာလောကတရဖူစေတီဖျားထပနာရတရားခြေတာအဲ့ဒီစေတီမှာအစီအရင်အင်းပြားတွေမြုံနံတာတွေလှုပ်ဆောင်တယ်လို့လည်းသိရပါဗျ။တိုင်းတုံမြို့ရဲ့အရှိတောင်ပတ်15မိုင်အကွာ ဗုဒ္ဓဥယျာဉ်တော်ဆိုပြီးဝစီဘိတ်ဆရာတော်ကြီးကတည်တာအဲ့ဒါက2015အစောပိုင်းကာလလောက်ကတည်းကလုပ်နေတာအဲ့ဒါကအိန္ဒိယနိုင်ငံဗုဒ္ဓခါယာကဒီဇိုင်းအတိုင်းဥယျာဉ်တော်ကိုစောက်လုပ်ထားတာပါအဲ့ဒီထဲမှာအဘယရာဇမှုနှစ်ရုပ်ပွားတော်မျက်ကြီးနဲ့တတတတာဟမဟာဘောဓိစေဒီတည်ထားတယ်။နောက်ပြီးလောကတရဖူဖရာကြီးရဲ့ပုံစံတူပုံစံငယ်လောကတရဖူစေဒီထပ်တည်တယ်။ အဲ့ဒီဥယျင်တော်တစ်ခုလုံးကအင်းတွေရတရာတွေအစီအရင်တွေလှုပ်ထားတာလို့သိရတယ်။ဥယျင်တော်ကတက်ချုပ်ဘဝရဲ့ယာရုတိုအစစ်စစ်တက်လန်အတွက်အဓိကစီမံလှုပ်ပေးခဲ့တဲ့ဝစီပိတ်ဆရာတော်ကြီးရဲ့ဆန္ဒကိုတက်ချုပ်ကအောင်မြင်မှုအနေနဲ့လှုပ်ပေးတာလို့ဒီဘက်မှာတော့အားလုံးသိကြတယ်။ဥယျာဉ်တော်ကြီးစောင့်နေတာကတော့စစ်အာဏာမသိမ်းခင်ကတည်းကစောင့်နေတာလို့စစ်ဘက်အရင်းမြစ်ကပြောပါရရှင်။ တိုင်းတုံမှာဝစီဘိတ်ဖုံကြီးနဲ့မင်းအောင်လိုင်တို့ပူးပေါင်းတည်ဆောက်နေတဲ့ဗုဒ္ဓဥယျာဉ်တော်မှာတီလဓမ္မဆေးရုံကိုလည်းမနေ့ကဖွင့်လှစ်လိုက်ပြီးတီလဓမ္မဆေးကန်းလည်းပါဝင်ပါတယ်ဆေးကန်းနဲ့ဆေးရုံကိုဝစီဘိတ်ဖုံကြီးကပဲဥဆောင်ပြီးမြေနေရာရွေးချယ်အစီအရင်တွေနဲ့တည်ဆောက်ခိုင်းတာလို့သိရပါတယ်ဝစီဘိတ်ဖုံကြီးလို့လူသိများတဲ့တိုင်းတုံမျိုးတီလဓမ္မကုံးတာတောရ ပဒါနနာယကအကမဟာတတမဇောတိကဒဇာပါဒနကောဝိတာကမင်းအောင်လိုင်းတိုင်းမူဘုံမူချုပ်ဘဝတဲကကိုးကွယ်ခဲ့တာဖြစ်ပြီးရတရားတွေအငဲချေပေးခဲ့တဲ့ဘုံကြီးဖြစ်တယ်လို့လည်းသိရပါတယ်အာနာရှင်ဟောင်းတန်းရွှေလက်ထက်မင်းအောင်လိုင်းယာဒူးတက်ဖို့နဲ့တက်ချုပ်ယာဒူးရဖို့အတွက်ဝစီဘိတ်ဖုန်ကြီးကရတရားတွေအမျိုးမျိုးခြေပေးခဲ့ပြီးသူခြေပေးတဲ့ရတရားတိုင်းမင်းအောင်လိုင်းလည်းယာဒူးတွေရခဲ့တာမို့မင်းအောင်လိုင်း ကျူကျူလာအပါဝင်တမိသားစုအလုံးကဝစီပိတ်ဖုန်ကြီးကိုယုံယုံကြည်ကြည်ကိုးကွယ်လာကြတာလို့သိရပါတယ်ဒါပြင်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆရာနာသိမ့်မှုမတိုင်မီမှာလဲမင်းအောင်လိုင်းနဲ့ကျူကျူလာကဝစီပိတ်ဖုန်ကြီးစီကိုတွားရောက်ပြီးအာနာသိမ့်မှုတိုင်မီရရာစီစဉ်ခိုင်းတယ်လို့စစ်ပတ်တည်ရင်မြကပြောဆိုပါတယ်။နေပြည်တော်မှာနေတဲ့မင်းအောင်လိုင်းကသူ့လိုအပ်တဲ့အခါတိုင်းဆေးရဟန်းရင်တွေဆေးလွတ်ပြီးကျိုင်းတုံမှာရှိတဲ့ဝစီပိတ်ဖုန်ကြီးကို ခေါ်ဆောင်ဆွန်ကတာနေအိမ်မှာရွတ်ဖတ်ခိုင်းတာဘေးဒင်းရတရာတွေစီမံခိုင်းတာတွေလှုပ်ဆောင်တယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီးကချင်ပြည်နယ်မူရင်းခရိုင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်အရက်တာပြည်သူတွေနေထိုင်နေတဲ့နေအိမ်ပေါ်ကိုကြာရောက်ပေါက်ွဲကတက်ကြီးပိုင်းလင်မယားနှစ်ဦးပွဲချင်းပြီးတေဆုံခဲ့ကြောင်းဒေတာပြည်သူတွေကပြောပါတယ်မေလ24ရက်နေ့ညနေ9:00နာရီမိနစ်50အချိန်မှာမူရင်းခရိုင်ဟိုပင်မှာရှိတဲ့စစ်ကောင်စီရဲ့ခမာယ 386ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရမှာဟေပါကျေးရွာမှာရှိတဲ့ဦးချမ်းမောင်ရဲ့နေအိမ်ဘော်ကိုကြားရောက်ပောက်ခွဲခဲ့တာပါလက်နက်ကြီးကြားရောက်ပောက်ခွဲမှုကြောင့်အသက်62နှစ်အရွယ်ဦးချမ်းမောင်နဲ့ဇနီးဖြစ်သူ58နှစ်အရွယ်ဒေါခင်ပြုံးတို့ပွဲချင်းပြီးတေဆုံးခဲ့တာလို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘူးပြည်သူနေထိုင်တဲ့နေအိမ်နေရာတွေကိုဥတီပြီးတော့စစ်ကောင်စီကပစ်ခတ်ကြပါလင်းမယားနှစ်ဦးပွဲချင်းပြီးတေဆုံးတဲ့တအူးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ် စစ်ကောင်စီရဲ့ပြစ်ခတ်မှုကြောင့်အသက်50နှစ်အရွယ်ဒေါ်တင်နှုမှာခြေထောက်နှစ်ဖက်လုံးမှာအပြင်းထန်ဒဏ်ရာရရှိထားပြီးလက်ရှိမှာချောင်းဝါတိုက်နယ်ဆေးရုံမှာဆေးကုသနေရကြောင်းလူနာမှာအသက်အန္တရာယ်ဆိုးရိမ်ရကြောင်းလည်းသိရပါရဲ့ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာလာသိန်းစစ်ကောင်စီတပ်အနေနဲ့ကရင်အမျိုးသားအစည်းအရုံးခရယူနယ်မြေအပါအဝင်နိုင်ငံတော်မှာစစ်ရေးအရှုံးနှိပ်တွေနဲ့ကြုံနေရတာကြောင့်ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကျူးလွန်နေကြောင်းကရင်အမျိုးသားအစည်းအရုံးခရယူတပ်မဟာတပ်တော်ဝင်ရှိသူကပြောကြားပါရယ်။စစ်ကောင်စီတပ်ဟာတပ်မဟာတပ်နယ်မြေတထုံခရိုင်အတွင်းလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများဇက်တိုက်လှောက်ဆောင်နေခြင်းနဲ့ပတ်သက်ပြီးမေးမြန်းစင်မှာအခုလိုဖြေကြားလာပါရယ်။ အရက်သားပြည်သူတွေရဲ့လူနေမှုဘဝလွတ်လပ်မှုလုံခြုံမှုစီးစိမ်တွေကိုကာကွယ်ဆောက်ရှောက်ပေးရန်အဖွဲ့အစည်းတိုင်းမှာတာဝန်ရှိပါတယ်စစ်ကောင်စီဆောင်ရွက်နေတဲ့လောက်ရက်ကိုဆိုယိုးစကားအရကြွတ်မနိုင်တော့စပတ်ကြီးမီးရှို့အရက်သားပြည်သူကိုပစ်မှတ်ထားပြည်သူနေထိုင်တဲ့ကျေးရွာတွေကိုလက်နက်ကြီးလေကြောင်းစက်တိုက်ပစ်ခတ်နေတာကြောင့်လူအခွင့်ရေးချိုးဖောက်နေတာကိုကဘာတဝမ်းကသိရှိပြီးဖြစ်တယ်လို့ KNU တမဟာတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီတပ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတမဟာတင့်နှဲမြေကို လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုအခြေအနေကိုလည်းသူကဆက်ပြောပါတယ်မေလာ27ရက်နေ့ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့စစ်ကောင်စီရဲ့အမှတ်44ချင်းမြန်တပ်မဌာနချုပ်လက်အောက်မှာရှိတဲ့ခမရ200ခွန်တရင်အခြေစိုက်တဲ့တိန်စရက်မြို့ဝဒက်ကွင်းမှာအရက်သားပြည်သူများပြစ်မှတ်ထားပြီးလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရမှာတိုက်ထုံမြို့နယ်ဇီးပြောင်းကျေးရွာအုပ်စု အထက်ကန်းနီးရွာအနီးကိုအရက်သားပြည်သူလုပ်ငန်းခွင်အတွင်ကြာရောက်ပောက်ကွဲတယ်လို့ဆိုပါတယ်။မေလာ22ရက်နေ့ကလေးကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲခမရ200ခွန်တရင်ကလက်နက်ကြီးနဲ့အထက်ကန်းနီးအနီးကိုထပ်မံပစ်ခတ်တိုက်ခိုက်တယ်လို့လည်းဆိုပါတယ်။ဒါပြင်ပဲခူးတိုင်းဝေါ်မြို့နယ်စင်ရွာတွင်းမှာအခြေချထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်၍ ိုက်ထိုးမြို့နယ်ခရွယ်ကြီးရွာအုပ်စုခရွယ်ရွာအရှိတ်အရက်သားပြည်သူလုပ်ငန်းခွင်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။တိန်စရဲမြို့အခြေဆိုင်အမတ်330အမြောက်တပ်မှအရက်သားပြည်သူကိုလည်းပြစ်မှတ်ထားပြီးလက်နက်ကြီးနဲ့ပစ်ခတ်ရာမှာကြိုက်ထိုးမြို့နယ်ဝင်းကန်ကြီးရွာအုပ်စုဝင်းကန်ရွာအနီးအရက်သားပြည်သူလုပ်ငန်းခွင်အတွင်းကြားရောက်ပောက်ကွဲတယ်လို့ဆိုပါတယ်။ယနေ့မှာပဲတိုင်းတုံမြို့နယ်ခရွယ်ရွာအုပ်စုတုံးကွာရွာနယ် ကြောက်ပုံကြီးကွင်းကြားကိုအရက်သားပြည်သူလုပ်ငန်းခွင်အတွင်းကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗယ်မေလာ24ရက်နေ့ကလေးကတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကကြိုက်ထုံမြို့နယ်ကြောက်ဖြာအုပ်စုမိုးဘောနှစ်စင်ကျေးရွာအတွင်းမှာတိုက်လေရင်နဲ့ပေါင်900ဘုံဒီကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်တွေထိခိုက်ပျက်စီးမှုအချို့ရှိတယ်လို့ဆိုပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ် KNU တပ်မဟာ6နဲ့မြေအတွင်း ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU ကယနေ့နှစ်နက်ပိုင်းမှာထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်တံတွေကြားနေရကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြကပြောပါတယ်ယနေ့မေ25ရက်နေ့နနက်6နာရီကစတင်ပြီး KNN နေဦးဆောင်တဲ့တော်လရင်မဟာမိတ်ပူပေါင်းတပ်တွေက drone နဲ့စစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေကြောင်းသိရပါဗျ။ ဒီမနက်6နာရီမှာပြစ်ခတ်မှုတွေစဖြစ်နေပြီ KNU ကလည်း drone တွေနဲ့ခြာနေတယ်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်တေဘောဘူစစ်တပ်စခန်းကိုတိုက်တာလို့ယူဆရတယ်ဘာလို့လဲဆိုတော့တနေ့ကစခန်းသိမ်းတဲ့ဘလတ်တူနဲ့မလန်းမကတ်မှာပြစ်ခတ်တံတွေကြတော့တေဘောဘူစခန်းကိုတိုက်တယ်လို့ထင်ပါတယ်အတိအကျတော့အသေးစိတ်စုံစမ်းနေတော့မယ်လို့ထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ် မေလာ23ရက်နေ့ညနေ9နာရီအချိန်မှာစစ်ကောင်စီရဲ့ဘလက်တိုတက်စကန်ကို KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာယနေ့မေလာ25ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့စခန်းတွေကို KNN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNN တွေကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီစခန်းတွေအားလုံးကိုမရက်မနာတောက်လျှောက် ထိုးစစ်ဆင်လျက်ရှိကြောင်းလည်းသိရပါရဲ့ရှင်။ဒီကနေ့မွန်းတဲ့ဆန္ဒနိုင်ချင်းတီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြတမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါသေးရှင်။